မိုင်းခတ်မြို့နယ်အခြေခံပညာထက်တန်းကျောင်း၌တန်ရှင်းတာယာလပ်ပရေးစုပေါင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းခတ်မြို့နယ်တွင်တရင်တပ်ဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍အပတ်စဉ်မြို့တန်ရှင်းတာယာလပ်ပရေးစုပေါင်းဆောင်ရွက်လျက်ရှိရာယနေ့နေ့နက်ပိုင်း9နာရီခွဲအချိန်ကမိုင်းခတ်မြို့နယ်အခြေခံပညာထက်တန်းကျောင်းတွင်တန်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထို့သို့စုပေါင်းတန့်ရှင်ရေးဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဥဟန်ဝင်းလက်ဦးဆောင်သည့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊နေမြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များနှင့်မိသားတပ်ဖွဲ့ဝင်များစုပေါင်း၍ကျောင်းဝင်းအတွင် အမိုက်နှင့်တင့်ရွက်ချောက်များတပြည့်လဲချင်းချင်းရေမြောင်းတွင် ပိတ်ဆို့နေသောအမိုက်များဆဲယူခြင်းပေါင်းမြက်များရှင်းလင်းခြင်းတစ်ပင်တစ်ကိုင်းများ ဟုတ်ထွေရှင်းလင်းခြင်းတို့ကိုစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ခမညာ